Cubase Pro 40မှာ guitar cord တွေ keyboard cord တွေကိုလွယ်လွယ်ကူကူရေးလို့ရတဲ့နည်းလမ်းလေးကိုမျှဝေပေးလိုက်ပါတယ်။အရင်ဆုံးဥပမာအနေနဲ့ additive key ကို ခေါ်လိုက်ပါမယ်။ထုံးစံတိုင်း project out က edit track ကိုဖြည်းဖြည်းဒီလွတ်နေနေရာမှာညာကလစ်နှိပ်ပြီးတော့ instrument track ကိုခေါ်မယ်။ကျွန်တော် additive key ကိုခေါ်လိုက်မယ်။ပြီးရင် edit track ကိုနှိပ်မယ်။ဒါဆိုရင် additive key ရပြီ။ဒီ additive key ရဲ့ဒီဘက်ကလွတ်နေတဲ့နေရာမှာ မောက်စနဲ့နှစ်ချက်နှိပ်လိုက်မယ်ဒီကောင်ကို၈ဘာသာအကျန်းရေးကြည့်လိုက်မယ်၈ဘာသာဆိုတော့ကျွန်တော်၉ထိဆွဲရပြီးရင်ဒီကောင်ကိုကျွန်တော်နှစ်ချက်နှိပ်လိုက်မယ်ကျွန်တော်ဒီဘက်ချမ်းက inspector လေးနေရာမှာပေါ့နော်ဒီနေရာလေးမှာဒီတိုင်းဆိုမပေါ်ဘူးဒီပေါ်လေးမှာညာကလေးဖြစ်ဖြစ်တစ်ချက်နှိပ်လိုက်ဒါဆိုဒီမှာပေါ်လာပြီအဲ့ထဲက core edit နဲ့ရေးမှဖြစ်ပါတယ်ဒီအသေးလေးနဲ့အားမရတဲ့လူတွေကဒီကောင်ကိုချဲ့ပြီးတော့ရေးလို့ရတယ် တကယ်တော့ဒီကောင်မပေါ်ဘူးဆိုရင်ကျွန်တော်ဒီမှာနှိပ်လို့ရတယ် show height left zone ဆိုတဲ့ဟာဒါလေးကိုနှိပ်လိုက်ရင်ပျောက်သွားမယ်မပေါ်ရင်ဒါလေးကိုနှိပ်ပြီးခေါ်ရမယ်ကျွန်တော်တော့အသေးနဲ့ပဲရေးလိုက်တော့မယ်မက်ဆီတို့ကတော့အာမင်းရရင်ဒီလိုအကျဲချက်ပြီးရေးပေါ့ကျွန်တော်လောလောဆယ် C A minor FG လေးကိုအလွယ်တကူအရင်ရေးကြည့်မယ်ဒီမှာ3 note cos ဆိုပြီးရှိတယ်အောက်မှာ major 7 minor 7စတာတွေအများကြီးရှိတယ်လောဆယ်ကျွန်တော်လွယ်လွယ်ကူကူ C A minor FG ရေးမယ် major ကိုနှိပ်လိုက်မယ် ပြီးရင်ဒီမှာကော့ကိုချမယ်ဒီနေရာမှာကိုယ့်ရဲ့နှုတ်တံပိုးကဘယ်လောက်ယူမလဲဆိုတာကဒီမှာသွားကြည့်ရမယ်ဒီမှာ1/16ယူထားတယ်တကယ်လို့ကျွန်တော်ကော့အစတန်ရှင်ဆွဲခြင်း1ပဲယူထားလိုက်ဒါဆိုရင်တစ်ချက်ချရတယ်သူကကော့ပြည့်ထွက်သွားမယ်ဒီကောင်ညာကလေးနှိမ့်ခဲတံလေးကိုယူလိုက်ဒါမှမဟုတ်လည်းဒီပေါ်ခဲတံသွားနှိမ့်လို့ရတယ်အဲ့ဒါဆိုရင်ဝေးသွားရမယ်ဒီလိုပဲညာကလေးနှိမ့်ပြီးတော့ခဲတံယူလိုက်လို့ရတယ်ပြီးရင်ကျွန်တော်ဒီမှာမေဂျာကော့ယူမယ် CO ချလိုက်မယ်ဒီမှာ C ကော့ကြာသွားပြီ ဒါကတော့ CEG during finance ဆိုရင် domiso ဒီဟာကို C နဲ့စတာကိုမကြိုက်ဘူး inversion ပြောင်းနေတဲ့ဥမာ mi နဲ့စတာ e နဲ့စတာ so g နဲ့စတာဒါတွေပြောင်းလို့ရတယ်အဲ့ဒါပြောင်းနေဒီမှာ inversion ဆိုပြီးရှိတယ်အဲ့မှာ move up ဆိုရင်ဒီအောက်ကိုအတန်မြင့်သွားမယ်အခုက CEG ဒါကိုကျွန်တော်နှိပ်လိုက်မယ်ဒါဆိုရင် EGC ဖြစ်သွားပြီထပ်နှိပ်လို့ရှိရင် GCE ဖြစ်သွားပြီခုန optic ကိုပြန်သွားခြင်းဒိုနဲ့စတဲ့ optic ကိုပြန်သွားခြင်းဒီမှာ move down လေးလိုက်ဒီမှာ so နဲ့စခြင်း move down လေးလိုက်နဲ့ဒါဒီပေါ်အောက်ရွှေ့သွားလို့ရတယ်နော်ကိုစခြင်းနဲ့ inversion ပေါ့ကို inversion ကိုရေးလို့ရတယ်ပြီးရင်ကျွန်တော် minor ယူလိုက်မယ် minor ယူပြီးတော့ a နဲ့တက်တက်လေးကိုယူလိုက် a မှာဒီမှာအတုံးလေးပြတယ်ဒီတန်းပေါ်တင်လိုက်မှာအတုံးလေးပြတယ်ဒီဖက်ချမ်းမှာအဲ့တော့ကျွန်တော်မှားစရာမရှိဘူးပေါ့နော် ဟိုကအပေါ်ကမိုင်နာယူရပြီးပြီဒီမှာ A နေရာမှာတဲ့နေပြီဆိုရင်နာနေချာဒီမှာ A minor ခါတန်းပေါ်လာပြီးွားရင် major F major D မှာဖြစ်တဲ့အတွက် major ပြန်ယူလိုက်မယ်ပြီးရင်ဒီမှာ F ကို F နေရာလေးမှာဟိုမှာဖြူဆက်လေးပြနေတယ်ဒီမှာတဲ့ပြီဆိုရင်နှိပ်ချလိုက် F ကိုရပြီပြီးရင် G major ပဲဖြစ်တဲ့အတွက် G နေရာလေးမှာ chord တစ်ချက်ချလိုက်ဒါဆိုရင် C A minor F G ကျွန်တော်နားထောင်ကြည့်လိုက်မယ် sorry ဒီပေါ်မှာကျွန်တော်ဒါချဲ့ထားမယ်နော်ကိုလိုတော့ကျွန်တော်၈ပါးချဲ့ထားလိုက်မယ်ဥမာဒီ F than ကိုမကြိုက်ဘူးဆိုရင်ကျွန်တော်ခုနလိုပဲ move F နဲ့ပြောင်းလို့ရတယ်ကျွန်တော် move F နဲ့ချက်ပြောင်းလိုက်မယ် F ကိုဒီကောင်ကို select လုပ်ပြီးတော့ဒီမှာ move F လုပ်လိုက် G ကိုလည်းအဲ့လိုလုပ်လိုက်မယ်။တာလီညာနဲ့ ရှက်ဖြစ်သွားမှာနော်ဒါလောလကူကူ C minor FG ကိုတပားပြည့်အတန်တီးပြီးတော့ရေးတာအနုစိတ်လည်းရေးလို့ရတယ်အနုစိတ်ရေးမယ်ဒီကောင်လေးကျွန်တော်ပြန်ဖြတ်လိုက်မယ် select all delete OB ဒီတစ်ခါ1 16ယူလိုက်မယ် C မီကွေပါပေါ့နော်တပည့်ကို၄လုံးနှုံးနဲ့ high tan လေးနဲ့ကျွန်တော်အရင်ဆုံး minor စရေးမယ် A minor ဒီမှာအီမန်နဲ့အတုံးလေးပြရနေအမှချလိုက်မယ်ဟုတ်လားဒါဆိုရင်ခုနလိုတဘာပြေမဟုတ်တော့ဘူးကိုက1မိုင်16ဒီပေါ်မှာ1မိုင်16ပဲယူထားတဲ့အတွက်တပိမှ၄လုံးနှုံနေပေါ့နော်လို့ထွက်လာတယ်နောက်တစ်ချက်ပြရမယ်ပြီးရင်ဒီ off လေးမှာ 1e and a ပေါ့ a ဒီမှာတက်ချာဒီမှာနည်းနည်းလေး move power အောင်လို့ဒီဒုတိယချက်လေးကိုအတန်ရှော့လိုက်မယ်ပြီးရင်ဒီမှာတစ်ချက်ထပ်ရေးမယ် ဒီရေးတဲ့အချိန်မှာတော့ကျဲခြင်း h ကိုနှိပ်လိုက် h ကိုနှိပ်လိုက်ရင်ဒီမှာကျဲသွားမယ်ဟိုတိတ်စိတ်နေကြတာဗျာမောက်ချရတာနည်းနည်းခက်တာပေါ့ကျဲနေတဲ့ခါကျတော့အမြင်မှကြည့်ရတာလွယ်တာပေါ့ကျင်းခြင်း g ချဲ့ခြင်းကွန်ပျူတာကီးဘုတ်က h ပြီးကျွန်တော် c ကော့လေးရေးမယ်ဒီက major ကိုပြန်ရရေးလိုက်မယ် major ကိုရေးပြီးတော့ c ကော့လေးရေးလိုက်မယ်တိုးလျှော့လေးလိုလား းဆိုအတန်ကြီးကတန်တန်ကြီးဖြစ်နေမှာမဟုတ်လို့တန်ပိုနဲ့မြန်နေတယ်ကျွန်တော်100လောက်နဲ့ရေးလိုက်ပြီးရင်ကျွန်တော်မေဂျာကော့ပဲဆက်ရေးမယ်ဒီရေးလိုက်မယ်ပြီးရင်ဒိုလေးရေးလိုက်မယ် ပြီးမိုင်နာလေးပြန်ယူလိုက်မယ် A မိုင်နာပြန်တီးမယ်နောက်မေဂျာလေးပြန်ယူပြီးတော့ကျွန်တော် D note လေးချလိုက်မယ်ဒီနေရာတန်ချိန်ဆွဲကြင်လို့ဒီသုံးခုလုံးဆက်လက်ဖြစ်နေတဲ့ချိန်မှာနည်းနည်းဆွဲလိုက်မယ်ဒီကောင်ကိုလည်းဒီသုံးခုလုံးဆက်လက်လုပ်မယ်ဆွဲလိုက်မယ်ခုနတိုင်းပဲ ဒုတိယချက်လေးလိုက်လျှော့လိုက်မယ်ဟုတ်ပြီဒီဒီလေးကိုကျွန်တော်ပွားမယ်ပွားမယ်ဆိုရင် keyboard က CTRL နဲ့ A နဲ့ကိုနှိပ်လိုက်ဒါဆိုအားလုံး select ဖြစ်သွားပြီဒီမှာ select ဖြစ်သွားတဲ့အချိန်မှာနှစ်ဘားပေါ့နော်နှစ်ဘားတစ်စုံကို copy ပွားမယ်ဆိုရင်ကျွန်တော် copy paste ချနေကြတယ် CTRL နဲ့ D နဲ့ကိုတွဲနှိပ်လိုက်မယ်ဒါဆို တစုံပွားသွားပြီအဲ့တော့အဲ့တစုံကိုနှစ်စုံဖြစ်သွားအဲ့နှစ်စုံလုံးကိုကျွန်တော် control a နေလိုက်မယ်ဒါဆိုရင်သူ၄ပါးသာ copy ကူးပြီးသွားပြီအဲ့ဒါကို control d ပဲထပ်နေမယ် ctr d ဒါဆိုရင်၈ပါးဖြစ်သွားပြီဒါဆိုရင် အတိတ်ကီးနဲ့ကော့တေးအလွယ်တကူရေးတာကိုသဘောပေါက်မှတ်တယ်ကျွန်တော်ဒီအတန်လေးကိုပိုလှသွားခြင်းကျွန်တော်ထွန်လေးတစ်ခုထည့်လိုက်မယ်ပထမသင်္ကန်းစားတဲ့အချိန် add drum track ဆိုတာကိုယူလိုက်မယ်ဒီ add drum track ကအရင် version တွေကတော့မပါဘူးထင်တယ်ဗျဒီကျွန်တော် twist folding ကြမှာတွေ့တာ add drum track ကိုနှိပ်လိုက်မယ် add track ကိုနှိပ်လိုက်မယ် the drum track ရပြီဒီမှာအတန်လေးထည့်ရမယ်ကျွန်တော်ခဏအောင်ဆုံးလွယ်လကူကစ်ဖက်ထည့်လိုက်မယ် ုတိယနေရာမှာကျွန်တော်စနေထိတ်ဆုံးအောင်ပဲထည့်လိုက်မယ်။နောက် high hat လေးထည့်လိုက်မယ်။ high hat လည်းထိတ်ဆုံးပဲယူလိုက်မယ်။နောက် high hat open high လေးတစ်ခုယူလိုက်မယ်။ပြီးရင်ကျွန်တော်ဒီမှာ pattern စီမယ်ဆိုတော့ဒီကောင်နှစ်ချက်နှိပ်လိုက်မယ်ဒီနေရာမှာ။ဒါဆိုရင်တပါးတာပေါ်လာပြီ။အဲ့ဒါကိုမှတစ်ခါ mouse နဲ့နှစ်ချက်ထပ်နှိပ်လိုက်ဒီပေါ်မှာဒါဆိုရင်ဒီလိုပေါ်လာမယ်။ အဲ့မှာကျွန်တော် kick ကို1ရဲ့2ရဲ့ and ရဲ့3ရဲ့4ရဲ့ and ရဲ့ဒီလိုက်မယ် snare ကို2နဲ့4ပြီးရင် hi hat ကို6ချက်ဒီလိုက်မယ် hi hat ကို6ချက်ရေးလိုက်တယ် hi hat ကိုလည်းလိုပဲအပြင်းပြော့လေးဖြစ်အောင်ဒုတိယချက်လေးလိုက်လျှော့လိုက်မယ် ောက်ထပ်ကျွန်တော်ပက်တန်2ရေးလိုက်မယ် new ပက်တန်နှိပ်မယ်အဲ့ပုံစံတိုင်းပဲပြန်တီးမယ်2ရဲ့ off ရဲ့3ရဲ့4ရဲ့ off ရဲ့စနေဟာနဘာပုံစံကွဲအောင်ဒီတခါ higher open လေးထည့်လိုက်မယ်ဒီကောင်လေးရေးလဲ ascent လေးထည့်လိုက်မယ် အဲ့လူမှုလေးပါသွားဒါဆိုရင်နှစ်ဘာပတန်ရပါပြီဒီနှစ်ဘာပတန်ကိုဒီနှစ်ခုကိုဆက်လက်လုပ်လိုက်မယ်ဆက်လက်လုပ်ပြီးတော့ခုနအတိုင်းပဲ CDRD ကိုနှိပ်ပြီးပွားလိုက်မယ် စံသန်းနေနဲ့အူနေလို့ကျွန်တော်ရှော့လိုက်မယ်ဒါထွားမယ်ဒါထွားမရှင်းရွေးတာဒါအက်ဒီတာမှာပြန်စီရင်ဒီဘက်ကိုပြန်နှိပ်လိုက်ဒီမှာကိုဆက်တက်ပြန် ါဆိုရင် Cubase 14မှာ guitar chord တွေ keyboard chord တွေကိုအလွယ်တကူရေးတတ်မယ်လို့ရေးတတ်သွားလိမ့်မယ်လို့ထင်ပါတယ်။အဆင်ပြေမယ်လို့တော့ထင်ပါတယ်။ဟိုတည်ကျင်တာများရှိရင်လည်းကျွန်တော် comment မှာမေးထားလို့ရပါတယ်။ကျွန်တော်လိုအပ်ရင်ကျွန်တော် video လုပ်ပြီးတင်ပေးပါမယ်။ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါဦး။ကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နောက် video မှာပြန်လည်ဆုံတွေ့ပါမယ်။